အားလုံးမင်္ဂလာပါခင်ဗျာတွေ့ရတဲ့ channel ကိုလည်းကျိုးဆိုလိုက်ပါခင်ဗျာတွေ့ရတဲ့ channel ကိုလည်းဒီမြန်မာနိုင်ငံဖြစ်ပြနေတဲ့သတင်းကြောင်းတွေမြန်တစ်စီပြနေတဲ့ channel ဖြစ်တယ်မို့ကျွန်တော် channel လည်းအများနဲ့စောင့်ကြည့်ပြီးတော့ဆက်ပါခင်ဗျာကျွန်တော်ခုသတင်းတစ်စီပြမှာကိုကျိုးဆိုရတဲ့ဖြစ်ပါခင်ဗျာကျိုးဆိုတာဆိုရင်ဒီ video file နဲ့ဘာလို့ဘယ်လိုပြောဆိုတာလဲဆိုကျွန်တော်လည်းတူကြည့်လိုက်ပါခင်ဗျာဟုတ်ကိုနောက်ထပ်ဆက်ပြီးတော့တင်ပြပြချင်တာကကျွန်တော်တို့တီဘောမျိုးအခြေအနေပေါ့အဲ့တော့တီဘောမျိုးအခြေအနေနဲ့ပတ်သက်ရင်တော့ကိုခိုင်ဆိုတော့ကျွန်တော်တို့ဒါအပ်တူတိတ်ကို အပူဒိတ်ကိုတောက်လျှောက်အခြေအနေကိုတင်ပြလိုက်ပါကိုကန်စောတော့ကျွန်တော်တို့ကဒီဘုံမျိုးအခြေအနေတောက်လျှောက်တင်ပြလိုက်ပါဗျာတပ်ပြောလိုက်ဒီအချမ်းပတ်ဥစုတွေရဲ့စကန်တွေပေါ့အခိုင်မာစကန်တွေကိုတစ်ခုတစ်ခုကိုကျွန်တော်ရိုက်ရှိုးနိုင်ခဲ့တယ်တနည်းအားဖြင့်ကျွန်တော်တို့ TNL ရဲ့မန်ဆွဲပေါ့ဗျာ TNL ရဲ့အဆွဲတွေကိုတပ်ပြောကတချောင်းပြီးတချောင်းကျွန်တော်တို့တချောင်းပြီးရိုက်ချိုးနေတာလက်ရှိကျွန်တော်ရိုက်ချိုးရင်ရိုက်ချိုးနေတယ်လက်ရှိကျွန်တော်တို့ဘောဂျိုဘုရားအနည်းကိုရောက်ပြီလို့ကျွန်တော်ပြောမှာဖြစ်ပါတယ်တပ်ပြောရဲ့စကြောင်းတွေကဘောဂျိုဘုရားအနည်းကိုရောက်ပြီလို့ပြောမှာဖြစ်ပါတယ် အဲ့တော့တရားပြပြခင်ဗျမိုင်အပြင်6မိုင်ပတ်လည်တော့ပဲရှိတော့ပါဗျာ6မိုင်9မိုင်ညော6မိုင်ပေါ့ခံမ်းကြီးကျတော့တီဘောနဲ့လက်ရှိဒီတက်မလို့စစ်ကြောင်းတွေရောက်တဲ့နေရာဆိုရင်တော့ဒီလောက်ပဲရှိတော့ပါဗျာဟိုတော်တော်နီးသွားပြီဗျာခင်ဗျမကြတော့ဘူးမကြတော့ဘူးတကယ်ကိုမကြတော့ဘူးအဲ့တော့ဒီ TNL တွေကလည်းသူတို့ကဒီသူကဒီဟာဒီတက်မလို့ဒုစစ်ကွာနေသူတို့နောက်ကိုဆုပ်ဆုပ်ဆုပ်ပြပြရတဲ့ခါမှာဒီလူတွေမှာကအများကြီးဒီအများပြည်သူတုံးတဲ့တကားတော့အများကြီးမိုင်းဖွဲ့ပြစီတယ် ခင်ဗျာဒီတရားကလေးခင်ဗျာတိဆောက်ခဲ့တာတချောင်းမှမရှိတော့တချောင်းမှမရှိဘူးအခင်ဗျာသူတို့မှဒီတရားတိဆောက်လိုက်တဲ့လူစွမ်းအရင်မြစ်အခြားအရင်မြစ်ပါတခုမှမရှိဘူးဒီကောင်လေးလှုပ်တတ်တာမိုင်းခွဲမဲ့ဒီလှုပ်တတ်ပဲလှုပ်တတ်တယ်တရားနယ်လေးကတရားနယ်လေးပေါ်ပေါက်စင်ပါလိယနေ့ချင်းအသူတို့ရဲ့အတူသူတို့ရဲ့ဒေသပလောင်ကိုင်းသားတွေအပေါ်မှာလဲပလောင်တိုင်းသားတွေအပေါ်မှာလဲကောင်းကျိုးမပြုခဲ့ပလောင်တိုင်းသားတွေကိုကျွန်တော်တို့ကစစ်တဲဆွဲသွင်းတယ် အယောက်ျားဆိုလဲစစ်တဲ့ဝင်မိန်းမဆိုလဲစစ်တဲ့ဝင်ဒီလိုမျိုးလုပ်ခဲ့တာပြီးကျွန်တော်ပလောက်တိုင်းသားတွေရဲ့စာပေတင်ကြားခွင့်လည်းကန့်တတ်တယ်လှုပ်ချစ်လို့လှုပ်နေတာတကယ်ကိုခင်ဗျာဒီဒီပလောက်ဖွဲ့ရတော့ခင်ဗျာဟိုရှင်းပါ့မရှိတင်တဲ့ဖွဲ့မရှိတင်တဲ့ဖွဲ့တိုင်းပြည်ကဘာတိုင်းပြည်အကျိုးထားအောင်ဗျာကိုဒေတာအကျိုးတော်ခင်ဗျာလည်းဒီတရားတချောင်းဆောက်ခဲ့ကောင်းတော့မဟုတ်ဘူးခင်ဗျာအဲ့မှာနောက်ချုပ်ကုန်သေးကိုကြည့်ပါလားခင်ဗျာတို့ရောက်ကားနဲ့တော့တွေ့လိမ့်မယ် ခင်ဗျအဲ့ဒီဂုံတွင်းဧရိယာမှာရှင်းသစ်ပင်တို့ခင်ဗျတစ်ထုံလို့မဟုတ်ဆိုတော့ခင်ဗျပလောင်ကခင်ဗျ PSL တည်းမြေသော TNL ဆိုပြီးတော့ခင်ဗျစီဝါပြည့်တစ်ထုံလို့မဟုတ်ဆိုရေးရတာရေးရတာခင်ဗျအဲ့ဒီဂုံတွင်းတချို့လည်းမှာမိုင်းကွက်ပြည့်စီးခဲ့တယ်လေလက်ရှိတော့ခင်ဗျအမအခုဘာထက်လို့လဲဆိုတော့ဒီကြောင်မဲနဲ့ဒီပေါ်ကြမှာရှင်းချင်းဒီတော့မိုင်းကွက်တယ်ပရမတချို့ကတော့မိုင်းကွက်တယ်အဲ့မိုင်းကွက်တော့နည်းနည်းလေးပဲပြည့်စီးရအခုတော့ကျွန်တော်တို့ထပ်ခွဲတယ်ပေါ့ဗျထပ်ခွဲတဲ့ခါမှာကျွန်တော်တော်တော်ကြီးပြည့်စီးသွားတယ် ဒီတရားရဲ့မြေပြင်နဲ့ကျွန်တော်တို့ဒီတရားရဲ့အဆက်ပေါ်အဲ့ရတော့ဆိုကိုကျွန်တော်ပြည့်စုံသွားတယ်တရားကြီးတော့တော့ပြည့်စုံသွားတယ်ကျင်းဒီတရားတော့ကျွန်တော်တို့မိုက်ခွဲပြည့်စုံခဲ့တယ်ဒုတိယကျင်းနှစ်ကျင်းခွဲတာဒီတခါတော့ကျွန်တော်တော်တော်လေးပြည့်စုံသွားတယ်ဗျာတော်တော်လေးကိုပြည့်စုံသွားတယ်အဲ့တော့ညာခင်ဗျားကလည်းဒီအခွင့်တွေဘယ်တော့ပဲခင်ဗျားကလည်းဒီလိုမိုက်ခွဲတက်မလို့ကခင်ဗျားရှေ့ဆက်တက်လို့မရဘူးလားခင်ဗျားတက်မလို့ပါကခင်ဗျားရန်တရားတွေအားလုံးရှိတယ်အကုန်ရှိတယ်အကုန်ရှိတယ် တော်တော်ဆိုးတယ်ဗျာခင်ဗျာဦးချင်းစီတရားကိုလည်းခင်ဗျာဒီဖွဲ့တွေခင်ဗျာလောက်ပြန်ပြီထပ်ပြီးမိုင်းခွဲပါလေဒါဒါဒုတိယအကြိမ်ပဲပြန်နေရခင်ဗျာစစ်ရှုံးလို့ပြေးလာမှာကောင်းအောင်မပြေးဘူးကောင်းအောင်မပြေးဘူးအဲ TNL အကြောင်း TNL ရောက်လက်ရှိဘာတွေဆက်ပြီးလို့ဒီပလောင်နဲ့ရှမ်းတိုင်းသားတွေရဲ့ဂျားမှာခင်ဗျာယုံကြည်မှုတွေမရှိတော့တောက်ဆုံးသွားတယ်အဲ့ဒီဒံယာကအဲ့ဒီဒံယာကခင်ဗျာဘယ်တော့မှဆွဲနှုတ်လို့ရမှာဘာကြောင့်ဆိုလက်ရှိခင်ဗျာခင်ဗျာဒီရှမ်းပြည်နယ်မြောက်ပိုင်းဒေသဗျာ TNL ပလောင်ဖွဲ့တွေဝင်လာတယ် ဘလောက်ကွက်တွေဝင်လာတော့ခင်ဗျအဲ့ဒီဒေသမှာရှိတဲ့ပြည်သူတွေခင်ဗျစစ်ပြေးပြေးရလေသူတို့ရဲ့ပိုင်ဆိုင်မှုအကုန်ထားခဲ့ရအကုန်လုံးမရခိုးတယ်တကယ်လို့ခင်ဗျဒီကောင်တွေခိုးရပါခိုးရပါပြည်စည်းကြဒီကောင်တွေရှိရတဲ့မှာအကုန်တဲတာပဲလေတဲတာပဲဒီကောင်တွေကခိုးလက်ပတ်ခိုးနေတာပဲအဲ့ဒီအနာကခင်ဗျလက်ရှိလက်ရှိခင်ဗျအသက်၅နှစ်ရွယ်ရှမ်းတိုင်းသားတွေရေဘာတက်မှာစူးလို့ဆိုင်ပါလားစူးလို့ဆိုင်အဲ့ဘလို့နှုတ်မလဲဘလို့နှုတ်မလဲနှုတ်လို့မရတော့ဘူးဘာကြောင့်လဲဆိုခင်ဗျဟာ ငါအဖေဒီငါအဖေဒီဒီပလောင်လက်နက်ကင်ဖွဲ့တယ်ဗတ်တရားလုတ်ခဲ့တာပဲဆိုတော့ဒီအဲ့ဒီကလေးငယ်တွေမှာရောက်သွားတယ်ဒီရှမ်းတိုင်းသားတွေနဲ့အတူကြားတော့ဒီဗမာတို့ပါတော့အဲ့တိုင်းသားတွေရဲ့ရင်ပတ်တဲ့ကိုရောက်သွားတယ်ရောက်သွားပြီကြာဟိုဒီကိစ္စရကတာတိတိကိုဝဲမဟုတ်ဘူးတိတိကိုဝဲမဟုတ်ဘူးအဲ့တော့ခဏဒီရှမ်းရောက်ဒီလာမှာဒီပလောင်နဲ့ရှမ်းတိုင်းသားတွေအများဆုံးပေါ့ဗျာဒီဒီရှမ်းတိုင်းသားအများဆုံးရှိတယ်ဒီပလောင်နဲ့ရှမ်းတိုင်းသားတော့တကယ်ဘလို့မှသူတို့အတူနေတိုင်းကွင်းကတော်တော်လေးခက်ခဲသွားတယ် ။ဒါဘာကြောင့်လဲဆိုရင်ခင်ဗျာဒီ DNA လေးကြောင့် DNA ကြောင့်ဖြစ်တာ။သူလက်ကြီးလက်ပဲများမှာဂျင်းဒီတရောမိုက်ခွဲဖြတ်စီလိုက်ကုံသွားပြီ။ကုံသွားပြီ။ပြက်စီးသွားပြီ။အဲ့တော့ဗျာကျွန်တော်တို့ဒီအချိန်နေလက်ရှိဒီဒီဘောအချိန်နေပြောရမယ်ဆိုတော့ဒီဘောချက်ကတော့ကျွန်တော်တို့ဂျင်းဒီရွာကိုတက်ပလော့ကထိချုပ်နိုင်ပါပြီ။အဲ့ရှိမှာတော့ကျွန်တော်တို့အဲ့ရှိမှာတော့ကျွန်တော်ဘောဂျူဘောဂျူဘရားရှိမယ်ဘောဂျူရွာရှိမယ်။ အဲ့ဒီကနေကျွန်တော်ဆက်တတ်မယ်ဆိုတော့ဒါဈားထဲမှာကျွန်တော်ရွာ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 ကြီးတရွာပဲရွာကြီးတရွာတော့မကျတော့ဘူးကျွန်တော်နှီးသွားပြီနှီးသွားပြီအဲ့တော့တပ်မတော်ကကျွန်တော်ဒီဘောမျိုးကိုတိတ်ပိုက်တဲ့ခါမှာတပ်မတော်ရဲ့တပ်မတော်သားရဲ့လက်ကတော့ကျွန်တော်ပန်းပြီးပြိုးပါဘူးပန်းထုတယ်ဆိုတော့ခင်ဗျစာတင်ကြောင်းတွေပြဖွင့်နိုင်မို့လုံးတော့ပါခင်ဗျတပ်မတော်သားရဲ့လက်တွေကခင်ဗျပန်းပြိုးတဲ့လက်တွေပန်းပြိုးတဲ့လက်တွေပဲချမှာပဲတိုင်းပြည်ပြည်ရှင်ဖို့အတွက်ကျွန်တော်တို့ချမှာပဲမချလို့မရဘူးကျွန်တော်တို့ကဒါဒီဒီလက်နက်နဲ့ရှင်းမှရမယ်အုပ်စုလက်နက်နဲ့ရှင်းရမှာပဲ လက်နဲ့နဲ့မရှင်းလို့မရဘူးဒီဒီပလောင်ဆိုတာခင်ဗျာသကောဝိုင်းပေါ်စကားပေါ့ဒီကျွန်တော်တို့ဒီငိမ့်ငိမ့်သကောဝိုင်းပေါ်လာမဲ့ခွက်လဲပေါ့ခင်ဗျာတို့အရင်တော့ဘယ်လိုပြောခဲ့ခင်ဗျာတွေ့တယ်မှာငိမ့်ငိမ့်ဆိုလို့တော့မာမာထန်တယ်လေအဲ့ဘယ်လိုပြောခဲ့ခင်ဗျာတို့ကြောက်ပါဘူးကြောက်ပါဘူးလက်နဲ့နဲ့ရှင်းရမယ်ပေါ့တော့လက်နဲ့ရှင်းရပါပဲလက်နဲ့နဲ့ရှင်းရပါပဲတော့ဒီတည်းပြချုပ်ချင်တာလားအကြမ်းဖက်အုပ်စုတွေကအများပြည်သူအတုံးပြည့်တဲ့ဂျင်းဒီတရားကိုမိုင်းခွက်ဖြတ်စီးလိုက်တယ်မိုင်းခွက်ဖြတ်စီးလိုက်တယ်ဒါကကျွန်တော်ရှမ်းတိုင်းသားတွေရေဘက်ကိုခင်ဗျာ နုံနုံနုံလောက်လိုက်တာပဲရဲ့အဆက်ဆက်ကိုကိုမြလောက်တယ်ရဲ့အဆက်ဆက်လောက်တယ်အဲ့အဆက်ဆက်လောက်တာအဲ့တော့ရှမ်းတိုင်းသားတွေအနေနဲ့လည်းဒီပလောင်အဖွဲတွေရဲ့လှုပ်ရှားမှုတွေနဲ့ပတ်သက်တက်မော်တာဒီစရာတက်ဖို့တရင်ပေးတရင်ပေးဒီဒီရှမ်းပြည်နယ်မှာရှိတဲ့တိုင်းသားတွေအကာအကွယ်ပြေးလိုက်တာခင်ဗျမြန်မာတက်မော်တစ်ခုပဲရှိတယ်ကျန်တဲ့အဖွဲတွေကသူတို့ကိုရိုးစုဝါအတွက်ခင်ဗျားတို့သိပါလေဗျာဖာယုံထောင်းပဲဖာယုံထောင်းပဲမွေးစုဝါကုန်မှုပဲဒါနဲ့ပဲလဲပတ်နေတာခင်ဗျားကြည့်လိုက်ခင်ဗျားတို့ရဲ့ပြည်သူလူထုရဲ့ ခဏအကျိုးစီးပွားဘာတစ်ခုမှလုပ်ပြနိုင်တာမရှိဘူးပြည်သူလူတွေအကျိုးစီးပွားကိုတကယ်အစ်စ်မှလုပ်ပြနိုင်တာတပ်မတော်တစ်ခုပဲရှိတယ်တပ်မတော်တစ်ခုပဲရှိတယ်အဲ့တော့ကျွန်တော်တို့ဒီဘောမျိုးအချင်းနဲ့ပတ်သက်ရင်များမကြပြီကာလမှာခဏဒီဘောမျိုးမှာတကယ်တော့လမ်းလေးစိုက်မယ်တကယ်တော့လမ်းစိုက်မယ်လက်ရှိတော့ကျွန်တော်တို့ပြီးသွားပြီခင်ဗျာဒီမိုင်အပြည့်ခင်ဗျာ၄မိုင်ကျော်၅မိုင်၅မိုင်ခတ်လိုက်၅မိုင်ခတ်ပါပဲဒီဘက်လည်းပါပဲဒီတက်တော့တိတ်မများပါဘူးအဲ့တော့ကျွန်တော်မေးချက်လွှဲယူရေလွှဲယူရေဒီဘောမျိုးအချင်းနဲ့ပတ်သက်ဖတ်ပြောပေးပါဦးတကယ်ခံနိုင်မလား ်တကယ်ပြေးပါလားအဲ့တော့ကျွန်တော်ပြောကြတွေးဟုခင်ဗျားတို့အခွဲဘာကြောင့်ဒီပြည်သူပိုင်ပစ္စည်းတွေခိုးနေတာလဲခင်ဗျားတို့ဘာလို့ပြည်သူပိုင်ပစ္စည်းတွေခိုးနေတာလဲတွေးဟုဘာလို့ခိုးနေတာလဲဘန်တွေကိုဖောက်မယ်အများပြည်သူအိမ်တွေကိုဖောက်မယ်လူတွေကိုဖမ်းမယ်ငွေတွေညစ်ပြောငွေညစ်မယ်ခင်ဗျားတို့မချက်ကြအောင်လားတွေးဟုခင်ဗျားတို့အခုခင်ဗျားတို့ပြန်ပြောရအောင်ဟုတ်ခင်ဗျားကဒီဘောစီးအောင်လာပစ္စည်းလဲပုံပြီအများပြည်သူပိုင်ရပစ္စည်းလဲကုန်ပြီရှမ်းတိုင်းသားတွေပိုင်ဆိုင်နေနေရလဲခင်ဗျားတို့ဖောက်တယ် ရှာဘုံကြီးရဲ့ပိုင်ဆိုင်မှုခင်ဗျားတို့ရှာဘုံကြီးရဲ့အဲ့ဒါရှာဘုံကြီးအကြောင်းထဲမှာရှိတဲ့ဘုံကြောင်းမှာရှိတဲ့ဘုံကြောင်းရဲ့ပိုင်ဆိုင်မှုအများပြည်သူလူထမ်းလာတဲ့ဂျိတ်ကားတွေယူရကုန်းကြတွေယူရကားတွေကိုခင်ဗျားတို့မရှက်ဘူးလားခင်ဗျားတို့ခုခင်ဗျားတို့ဘွေခင်ဗျားတို့မရှက်ဘူးလားခင်ဗျားတို့ခိုးမှာစားမှာလားတိုက်မှာစားမှာလားခင်ဗျားတို့ဘွေမရှက်ဘူးလားဆက်ဆိုင်ပြခင်ဗျားတို့ဟုတ်ကဲ့ခင်ဗျာဒီနှစ်ခုတင်ဆက်ပေးခဲ့တဲ့တင်လေးအဲ့ဒါပါခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်မြန်မာနိုင်ငံကြီးအမြန်ဆုံးအေးချမ်းငြိမ်းချမ်းပါစေခင်ဗျာ